င်္ဂလာပါရှင်။တန်လွင်ခက်သတင်းဌာနရဲ့တပတ်အတွင်းရိုက်ခတ်ဆုံးနိုင်ငံတကာနဲ့မြန်မာသတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တန်လွင်ခက်သတင်းဌာနရဲ့သတင်းစီစဉ်တွေကို YouTube, Facebook, Telegram အစရှိတဲ့ channel တွေကလည်းချစ်ရှုနိုင်ပါပြီ။ကျွန်မကနှုတ်ဖော်ပါရှင်။ဒီတပတ်ရဲ့ရိုက်ခတ်ဆုံးသတင်းတွေကတော့အစ္စရေးကိုပစ်တဲ့အီရန်ဒုံးကျည်တွေကိုအမေရိကန်ကကူညီပစ်ချပစ်ခဲ့တဲ့သတင်းပြကြခဲ့တဲ့အိန္ဒိယခီးတဲ့တင်လေးရဲ့ Black Box တလုံးရှာတွေ့ထားတဲ့သတင်း နှစ်ဖက်တိုက်ပွဲတွေအဆုံးမတက်ရင်မြန်မာနိုင်ငံပျက်စီးရလိမ့်မယ်လို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကသတိပေးလိုက်တဲ့သတင်းနဲ့ပိုးပြည်သူစစ် PNO ကိုပိတ်ဆို့အရေးယူဖို့ Justice for Myanmar ကတောင်းဆိုလိုက်တဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲရှင် ပြီးခဲ့တဲ့ကြာသပတေးညမှာပဲအစ္စရေးနိုင်ငံကအီရန်နိုင်ငံရဲ့နျူကလ িয়ার စစ်ရုံတွေနဲ့အီရန်ထိတ်တန်းစစ်ကောင်းဆောင်တွေကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့တာကြောင့်လက်တုံပြန်တဲ့အနေနဲ့အီရန်ကလည်းဒုံးကျည်တွေနဲ့ပြန်ပြီးပြစ်ခတ်ခဲ့ပါတယ်အဲဒီလိုအီရန်ဘက်ကပြစ်ခတ်ခဲ့တဲ့ဒုံးကျည်တွေကိုအမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်တင်တဲ့လစ်တက်ဖြက်တင်မော်တစင်းကကူညီဖိချပေးခဲ့တယ်လို့အမေရိကန်ရဲ့တာဝန်ရှိသူတွေကပြောပါရတယ်။ အမေရိကန်မှာမြေပြင်အခြေဆိုင်ပက်ထရော့ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့အရှေ့လယ်ပိုင်းမှာဓာတ်ရှိတဲ့ Terminal High Altitude လေကြောင်းကာကွယ်ရေးစနစ်တွေရှိပြီးအီရန်ကပိတ်ခတ်တဲ့ပက်ထိန်ဒုံးကျည်တွေကိုအဲ့ဒီလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကဈာပြတ်ဟန်တာပိတ်ခဲ့တာပါဒါအပြင်မြေထဲပင်လယ်အရှေ့ဘက်မှာရှိတဲ့လစ်တက်ဖြတ်သင်္ဘောတစ်စင်းကလည်း Israel စီဥတီသွားတဲ့ Iran ဒုံးကျည်တွေကိုပစ်ချခဲ့တယ်လို့အရာရှိတဦးကပြောခဲ့ပါဗျာ။ ပဲ့ထိန်ဒုံးကြီးတွေကိုခုခံကောက်ွယ်ပေးနိုင်တဲ့အမေရိကန်ဖြတ်သင်းပေါ် USS Thomas Hardner ကိုလည်းမြေထဲပင်လယ်အနောက်ဘက်ကနေအရှေ့ဘက်စီရွက်လွင်သွားဖို့ညွှန်ကြားထားပါတယ်။အင်ဖြူရောက တောင်းဆိုလာရင်အဆင်သင့်ဖြစ်နေစေဖို့အတွက်ဒုတိယဖြတ်သင်းပေါ်ကို အရှေ့ဘက်စီရွှေ့ဖို့ညွှန်ကြားထားတယ်လို့အမေရိကန်တောင်းယူရှိသူတွေကပြောဆိုခဲ့ပါတယ်ရှင်။ ခီးတဲ့149ဦးတင်ဆောင်ပြီးအိန္ဒိယနိုင်ငံအာမတ်ဒဘတ်မြို့ကနေလန်ဒန်ကိုပြန်တန်းနေချိန်မှာပဲပြတ်ကျခဲ့တဲ့အိန္ဒိယခီးတဲ့တင်လီရင်ရဲ့ဘက်ကောက်တလုံးခြားတွေးထားပြီလို့နိုင်ငံတကာသတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရသိရပါဗျ။ခီးတဲ့တင်လေရင်တွေဟာလေရင်ပြတ်တမ်းမှုမှတ်တမ်းနဲ့လေရင်မှုအခန်းထဲကအတန်းတွေသွေးယူဖို့ black box နှလုံးစီတက်ဆင်ထားလို့ရှိပါတယ်။ black box တွေဟာမာကျောပြီးအကျန်းခံနိုင်အောင်တိဆောက်ထားတဲ့ electronic မှတ်တမ်းတင်ကိရိယာတစ်မျိုးပါ။ ပြီးခဲ့တဲ့ဇွန်လ12ရက်ကအိန္ဒိယနိုင်ငံအာမတ်ဒါဘတ်မြို့ကနေလန်ဒန်ကိုပြန်တန်းခဲ့တဲ့အိန္ဒိယလေကြောင်းပိုင်လေယာဉ်ဟာပြန်တက်ပြပြချင်းစက္ကန့်ပိုင်းအနည်းငယ်အကြာမှာပဲလေဆိပ်အနီးမှာရှိတဲ့ဆရာဝန်တွေနေထိုင်ရာအဆောင်တစ်ခုပေါ်ပြတ်ကျခဲ့တာပါဇွန်လ23ရက်မှာတော့ပြတ်ကျခဲ့တဲ့လေယာဉ်ရဲ့ black box တလုံးရှာတွေ့ထားရှိနေတယ်လို့အိန္ဒိယအရက်ဖက်လေကြောင်းဝန်ကြီးဌာနကအတည်ပြုပြောဆိုထားပါတယ် အနည်းဆုံးလူပေါင်း140ကျော်သေဆုံးပြီးအသက်ရှင်ကျန်ရည်သူတယောက်သာရှိခဲ့တဲ့အဲဒီလင်ပြကြရတဲ့အကြောင်းရင်းမှန်ကိုလက်ရှိချိန်အထိမသိရသေးပဲအာနာပိုင်တွေရဲ့ထုတ်ပြန်ချက်ကိုပဲသေဆုံးသူတွေရဲ့မိသားစုဝင်တွေကစောင့်မျှော်နေကြပါတယ်လရှိချိန်မှာတော့ black box တလုံးရှာတွေ့ထားပြီးဖြစ်တဲ့အတွက်ဘာကြောင့်ပြကြခဲ့တယ်လဲဆိုတာအဖြေရှာဖို့ပုံနှိဆက်လာပြီလို့စုံစမ်းရေးအရာရှိတွေကပြောဆိုထားပါတယ်ရှင်။ တဖက်တိုက်ပွဲတွေကြောင့်ဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံမှာမက်စလကုံပိုင်းကလောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်အခြေအနေတွေပုံမဆိုးရလာခဲ့ပါတယ်။ ဒါကြောင့်လဲနှစ်ဖက်တိုက်ပွဲတွေအဆုံးမသက်ဘူးဆိုရင်နိုင်ငံပျက်စီးရမယ့်အခြေအနေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘူးရှော့ကဇွန်လ10ရက်မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာပြောလိုက်တာပါမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကြောင်းလူပေါင်းထောင်ချီတည်ဆုံခဲ့ရတယ်လို့ထောင်ပေါင်းမနည်းဒဏ်ရာရခဲ့ပေမဲ့နှစ်ဖက်တပ်တွေကြားအကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်မသွားသေးဘူးလို့သူကဆိုပါတယ် ။ဒါ့အပြင်စစ်ကောင်စီက2025ခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။ဒါ့ပေမဲ့လည်းမြန်မာနိုင်ငံတွင်းကနိုင်ငံရေးခေါင်းဆောင်အများအပြားကိုဖမ်းဆီးထောင်ချထားတဲ့အတွက်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကအားလုံးပါဝင်ပြီးပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲဖြစ်လာလိမ့်မယ်ဆိုတာလုံးဝယုံကြည်လို့မရဘူးလို့လည်းသူကဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်ရှင်။ နိုင်ငံတော်အာဏာသိမ်းယူထားတဲ့စစ်ကောင်စီနဲ့မဟာမိတ်ဖွဲ့ထားတဲ့ပို့ပီသူစစ် PNO ကိုနိုင်ငံတကာအစိုးရတွေကပိတ်ဆို့ရေးယူမှုတွေပြုလုပ်ကြဖို့လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။ပို့ပီသူစစ် PNO ဟာစစ်ကောင်စီနဲ့မဟာမိတ်ဖွဲ့ထားပြီးစစ်ရာဇမှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ပြစ်မှုတွေမှာကြံရပါအဖြစ်ဆက်ပြီးပတ်သက်နေတာကြောင့်တာဝန်ခံရလိမ့်မယ်လို့ Justice for Myanmar ကဆိုပါတယ်။ ဒါပြင် PNO ဟာစစ်တပ်နဲ့ပေါင်းပြီးအရက်သားတွေကိုတိုက်ခိုက်တာ အတင်းအကျပ်စစ်မှုထမ်းခိုင်းတာတွေလှုပ်ဆောင်နေပြီး PNO ရဲ့စီးပွားရေးကိုရက်တွေကတဆင့်စစ်တပ်ကိုထောက်ပံ့နေတယ်လို့လဲ Justice for Myanmar ရဲ့ထုတ်ပြန်ချက်တွေရသိရပါတယ်အနာသိမ့်ပြီးနောက်ပို့ပီသူစစ် PNO ကစစ်အုပ်စုရဲ့ဆေးရသွေးမှုတွေနဲ့လူသားမျိုးနဲ့အပေါ်ကျိုးလွန်တဲ့ရာသွေးမှုတွေမှာထထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်း နိုင်ငံတကာအစိုးရတွေက PNO ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ခေါင်းဆောင်တွေကိုပိတ်ဆို့အရေးယူပေးဖို့တောင်းဆိုထားတာပါ။တန်လင်းခတ်သတင်းဌာနရဲ့တပတ်အတွင်းအရိုက်ခတ်ဆုံးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်မျိုးမျိုးကနေအမြဲတမ်းလွတ်မြောက်နိုင်ကြပါစေရှင်။